Hello အားလုံးပဲမင်္ဂလာပါ Maturity Variety ရဲ့နေကြိုဆိုပါရစေဒီတစ်ပတ်မှာတော့ Premier League ပွဲစဉ်တွေလည်းပြီးဆုံးသွားပြီ Europa League ဘောလုံးပွဲလည်းပြီးဆုံးသွားပြီ Conference League ဘောလုံးပွဲလည်းပြီးဆုံးသွားပြီဖြစ်တာကြောင့်ကျွန်တော်တို့ကဒီတစ်ပတ်မှာထူးထူးခြားခြားဖြစ်ခဲ့တဲ့အကားစားဒရင်းတွေကိုတင်ဆက်ပြမှာဖြစ်ပါတယ်ဆိုတော့ဒီ season လေးကိုကျွန်တော်တို့အတူတူအဆုံးလေးကြည့်ပြီးပို့လဲမျှော်လင့်ပါတယ်ဆိုအားလုံးပဲကျွန်တော်တို့အတူတူကြည့်လိုက်အောင် Let's go ဟုတ်ဒီမှာဖုန်းနှလုံးရှိရုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် Mercury.shopping app Mercury မှာဘာပဲလို့လို့ရနိုင်ပြီနော်တိဖုန်းနဲ့အကောင်းဆုံး shopping မှာ Mercury your shopping partner ဒီခုနှစ်ဘောလုံးရာဒီကောမှာတန်ဆင်းတော့ရဖြစ်တဲ့အစ်ဖြစ်တောင်းတန်တိုက်စမှုလီယန်ဒီလက်ကိုခေါ်ယူဖို့ချက်တီတင်းကအနည်းဆက်သုံးနေတာဒီရောက်ရှိလာပါတယ်။ဒီနေ့မင်းရဲ့ဖော်ပြချက်ကချက်တီတင်းကလီယန်ဒီလက်နဲ့အပြုတ်ဘောဆောင်တဲ့ဆွေးနွေးမှုတွေရှိနေပြီးကစားသမားကလည်းမန်ချက်စတာယူနိုက်တက်တင်းနဲ့ချက်တီတင်းကိုပြောင်းရွှေ့ဖို့ပုံမလိုလားနေရလို့သိရပါတယ်။ကစားသမားဘက်ကတောင်းဆိုထားတဲ့အချက်တွေကတော့ပွဲကစားခွင့်အမခံချက်နဲ့ချန်ပီယံလိဂ်မှာပွဲထုတ်ခွင့်ရဖို့ဖြစ်ပါတယ်။ဒီချက်တွေကိုချက်တီတင်းကလည်းအလေးနဲ့စဉ်းစားတော့ပဲရှိရလို့သိရပါတယ်။ချက်တီတင်းနဲ့လီယန်ဒီလက်ကိုခေါ်ယူမယ်ဆိုတာကအစ်ဖြစ်တောင်းတင်းထံကိုသူ့ရဲ့စာချုပ်ပြတင်းကြီးဖြစ်တဲ့ပုံတန်း30ကိုပေးချေသွားမှာပါ။ဒီတင်းကဒီလီမေးရဖော်ပြထားဖြစ်ပါတယ်။ နောက်နောက်သတင်းတပုတ်အနေနဲ့အာဆနယ်တင်းဟာဘိုင်ယန်မြူနစ်တင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မယ်အသက်29နှစ်ဆိုတော့မှာကစားတော့မှာလီဝိုင်းစာနေကိုချင်းကဲ့မှုတွေပြုလုပ်နေရလို့တည်ရပါတယ်လီဝိုင်းစာနေဟာဒီနှစ်နွေရာလေးအကုန်မှာဘိုင်ယန်မြူနစ်တင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီးဥရောပတင်းကြီးတင်းနေကိုပြောင်းရွှေ့ဝယ်ရှိနေရပါအာဆနယ်တင်းကလူရန်စာနေကိုချင်းကပ်မှုတွေပြုလုပ်နေသလိုနိပြအာတီတာကလည်းမက်ဆီတီမှာသူတို့လှုပ်တွဲလုပ်ခဲ့ပြီးတဲ့လူရန်စာနေပေါ်သဘောကျမှုတွေရှိနေပါတယ်။ကစားသမားရဲ့ညှစ်မာတဲ့လစာကိုအာဆနယ်တင်းနဲ့ချိန်ညှိပွဲရှိပြီးလူရန်စာနေကပရီးမီးယားလိမ်မှာပြန်လည်ကစားဖို့ဆိုင်ရထက်တန်နေပါတယ်။ဒီဒီတင်းကိုတော့စကိုင်းဂျာမနီကဖော်ပြထားတာပါ။ ဂျာမနီဘူနီလီကာကလန် RB လိုက်စစ်တင်းကသူတို့တင်းရဲ့အဓိကတိုက်စစ်မှုဘင်ဂျမင်ဆက်စကိုကိုခေါ်လိုပါကကြောက်ချွေချင်းနေနဲ့ပေါင်93နာရီပေးချရမယ်လို့တတ်မှတ်လိုက်ပါရတယ်။ဒီနေ့ဘလုံးရာဒီအစားမှာလိုက်စစ်တင်းနဲ့တန်တန်တိုးထားတဲ့ဘင်ဂျမင်ဆက်စကိုကိုအာဆနယ်လီဗာပူးချယ်ဆီတို့ကအပြိုင်စိတ်ဝင်စားနေကြပြီးဘင်ဂျမင်ဆက်စကိုနေနဲ့ဒီနေ့ဘလုံးရာဒီအကောင်မှာအင်းကြီးတင်းကိုကြောက်ချွေပဲရှိနေပါရတယ်။ RB လိုက်စစ်တင်းကအစောပိုင်းကလာတွေမှာပေါင်63နာရီရောင်းချဖို့စီစဉ်ခဲ့ပေမဲ့အတင်းကြီးငါပြစိတ်ဝင်စားလာတာကြောင့်ဘင်ဂျမင်ဆက်စကိုရဲ့ကြောက်ချွေချင်းကိုပေါင်93နာရီတတ်မှတ်လိုက်တာပါ။ဒီတင်းကိုတော့ Telegram ကဖော်ပြထားတာပါ။ လေဘာဦးတင်တဲ့လေဘာကိုစီတင်းတို့ဂျာတဲ့မှာ from yan way ပြောင်းရှိသွဲပြောင်းရှိကြီးကိုတဘောတူညီမရခနိုင်နေပြီလို့သိရပါတယ်လေဘာဦးတင်က from yan way အတွက်ပြောင်းရှိကြီးအဖြစ်လေဘာကိုစီတင်းထံကိုပြောင်းရှိကြီးယူတန်း120တိပြည့်ချေမှာဖြစ်ပြီးလေဘာကိုစီတင်းကလည်းဒီပမာဏကိုလက်ခံတော့ပဲရှိနေပါတယ် from yan way ကပြီးတဲ့နေရာဒီမှာ လီဘာပူစင်တင်းကနေထွက်ခွာဖို့တရားဝင်ဆုံးဖြတ်ခဲ့တာဖြစ်ပြီးဒီနေ့ဘောလုံးရာဒီမှာလီဘာပူစင်တင်းနဲ့ခြေစွမ်းပြကိုးရီတွင်နိုင်ခဲ့သလိုဂျာမနီတင်းနဲ့လည်းခြေစွမ်းပြနိုင်ခဲ့ပါတယ်။ဒါကြောင့်လီဘာပူတင်းကဈေးကွက်မဆတင်ခင်မှာနေတခြားတင်းချင်းများတဲ့တိုတင်လက်ဦးမှုရပြီး from ရဲကိုချိခတ်ခဲ့ရဖြစ်ပါတယ်။ from ရဲဝင်နေနဲ့လည်းဒီနေ့ညရာဒီအကုန်ပါပဲလီဘာပူစင်တင်းနဲ့လမ်းခွဲမှာဖြစ်ပြီးလီဘာပူတင်းနဲ့ပူပေါင်းဆန္ဒပြပြနေပါတယ်။ဒီဒီနေ့တော့စကန်ဂျာမနီရဲ့ဖော်ပြတာပါ။ င်္ဂလန်ပရီးမီယာလိဂ်လက်မန်ချက်စတာစီးတီးသင်းဟာအတင်းအနေထွက်ခေါ်ရမဲ့ကေဗင်ဒီဝဲနီယာအစားထိုးဖို့နော်တင်ဟမ်ဖောရက်တွင်ရဲ့ကွင်းလေတိုက်စီစားရမှာဝဂန်ဂေးဝဲကိုစိတ်ဝင်စားနေပါဗျ။ဝဂန်ဂေးဝဲကဒီနေ့ဘောလုံးရာဒီမှာနော်တင်ဟမ်ဖောရက်ဥရောပဝင်ခွင့်တနေရာရရှိဖို့အကောင်းဆုံးကြိုးစားပေးခဲ့တဲ့လူတွေကတအုပ်ဖြစ်ပြီးနော်တင်ဟမ်ဖောရက်တင်ကသူ့ကိုလက်လွတ်ဖို့လုံးဝဆန္ဒရှိမနေပါဘူး။ဆိုတော့ Manchester City နေနဲ့ local game ဝက်ကိုရရှိဖို့တော်တော်ကြီးကြိုးစားဖို့ရှိပြီးကစားသမားနဲ့ Man City ကြားထဲမှာ positive sign နဲ့ swing move တချို့ရှိနေရဲ့လို့လည်းသိရပါဗျ။ Nottingham Forest တင်းကတော့ Morgan Gateway အတွက်ပြောင်းချွေကြေးကိုအများပြတောင်းဆိုသွားပဲရှိပြီ Man City ကတော့အများပြပြေးစီဖို့ဆန္ဒမရှိပါဘူးအနည်းဆုံး Euro 300နဲ့ Euro 360ကြားတုံး Morgan Gateway ကိုခေါ်ယူသွားပဲရှိပြီအကယ်၍ Nottingham Forest ဘက်ကလည်းပြောင်းချွေကြေးပမာဏအများပြတောင်းဆိုခဲ့ရင်တော့တခြားပြည်မှတ်တွေကိုလဲဝါနိုင်ပါတယ်ဒီတင်းကိုတော့ Scan Sport ဖော်ပြထားတာပါ အင်္ဂလန်ပရီးမီးယားလိဂ်ကမန်ချက်စတာယူနိုက်တက်တင်ဟာဒီနေ့ဘောလုံးရည်အကောင်နွေရည်ပြောင်းချစ်စည်းကွက်မှာပြောင်းချစ်ခြင်းအမြောက်များသုံးသောပုံမရှိဘူးလို့သိရပါတယ်။မန်ချက်စတာယူနိုက်တက်တင်ဟာချန်ပီယံလိဂ်ဝင်ခွင့်နဲ့လဲလျှော်သွားပြီးတဲ့နောက်မှာပြောင်းချစ်ခြင်းသူ့ကိုသုံးဆဖို့ရုံနေလာရဲလို့သိရပါတယ်။မန်ချက်စတာယူနိုက်တက်ကအပြောင်းချစ်စည်းကွက်ကာလအစောပိုင်းမှာမတူရက်ကူညာကိုခေါ်ယူဖို့တဘောတညူရရှိတာပြီးနောက်ထပ်ပြတ်မှတ်ဦးအနေနဲ့ခရစ်စတယ်ဘဲလိတင်ရဲ့တိုက်စစ်ခံရမှာမာတီတာကိုစိတ်ဝင်စားနေပါတယ်။ဒီနေ့ပရီးမီးယားလိဂ်မှာ၁၄ကိုတွင်းယူလာတဲ့မာတီတာကိုခရစ်စတယ်ဘဲလိတင်ကပုံတန်း30နဲ့40ကြာရရင်လဲလို့သွားဖို့ရှိနေပါတယ်။မန်ချက်စတာယူနိုက်တက်ကလည်းဒီပမာဏကိုပြည့်စုံဖို့ဆန္ဒရှိပြီးကစားသမားနဲ့မန်ချက်စတာနဲ့လက်ချာမှာ က်သွယ်မှုတို့ရှိနေရလို့သိရပါတယ်တတိယဝန်တော် Sky တလျာဖော်ပြထားတာပါအခုကျွန်တော်တင်ဆက်ပေးခဲ့တဲ့တတိယနေ့ကတော့ဒီဘက်တွင်မှာဖြစ်ပေါ်လာခဲ့တဲ့အကသာတတိယနေ့ဖြစ်ပြီးနောက်ဘက်ဒီမှာလည်းဖြစ်ပေါ်လာတဲ့အကသာတတိယနေ့ကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးပါမှာမလို့ Manchuri Party Facebook Page လေး Line Follow လုပ်ထားဖို့တောင်းဆိုချင်ပါတယ် YouTube ကကြည့်နေတဲ့ညီကိုအနေနဲ့လည်း Channel လေးကို Subscribe လုပ်ဖို့တောင်းဆိုချင်ပါခင်ဗျာအားလုံးကျေးဇူးများတင်ပါတယ်နောက်ပတ်မှာအတူတူပြန်ဆောင်တွေ့ကြပါမယ်